ကျေးဇူးများကျေးဇူးများတင်ပါရခင်ဗျာကျွန်တော်ပိုင်းသိကနေပြီးတော့အခုကလေးဘေးမှာလူကိုယ်တိုင်လေးတရက်တာပေါင်ပြီးတော့တွားရောက်ကူညီလူထမ်းထားပါတယ်မဆာဆောင်ပါအားလုံးကလည်းဟိုတွားရောက်ပြီးတော့ကျွန်တော်ကွန်မန့်လေးတချို့ကွန်မန့်လေးဖတ်ရတယ်ပေါ့နော်ဖတ်ရတဲ့အခါမှာတချို့ကဘာဖြစ်စေချင်လဲဆိုစတက်ဘိုင်းစတက်ဖြစ်စေချင်တာ ဘူးလဲတာဥမာနည်းနည်းလေးရိုင်သွားမယ်နည်းနည်းလေးဒူးလေးထောက်လိုက်မယ်ပြီးပြစ်လဲလိုက်မယ်ဟာပြီးရင်လုံးဝသတိတွေလစ်သွားမယ်အဲ့လိုဖြစ်စေခြင်းတဲ့သူတွေအများစုတွေ့ရတယ်ပေါ့နော်အချို့ကကြောက်ဇလန်းတဲ့အတိုင်းကျွန်တော်မူလဲစေခြင်းတာသူကပြောကြတယ်ဆေးရုံဖက်ရှင်မိုက်စားနဲ့သွားတယ်ပေါ့နော်ဆေးရုံမှာကျွန်တော်ဂျင်းဂျက်ကင်ဝမ်းဆက်နဲ့သွားတာအမှန်တကယ်တော့ကျွန်တော်ပြားဆက်ကားတဲ့ဝတ်စုံပဲတညလုံးကျွန်တော်ဝတ်စားတော့မလဲနိုင်ဘူးမှတိုင်းပြောရရင်ဆေးရုံသွားတဲ့အခါမှာလည်းကိုယ့်ကိုယ်လှချင်တဲ့စိတ်လည်းမရှိဘူးစတိုင်မိုက်ချင်တဲ့စိတ်လည်းမရှိဘူးချို့ကြောက်ဆက်စီကြကြလေးတော့မှဝတ်ထားတယ်လို့ပါတော့အဲ့လိုလည်းမဟုတ်ပါဘူး ုတ်ကဲ့ပါခင်ဗျာအခုနုပညာလှူရှာမှုအနေနဲ့ကတော့ကျွန်တော်စင်ဆိုင်ပွဲတက်တွေတခြား MDV တွေကြော်ညာတွေရိုက်ကူးနေပါတယ်ခင်ဗျာ6လပိုင်း73ရက်နေ့ကြာရင်လဲကျွန်တော်တေးဥဆောင်ထားတယ်ပေါ့နော် MRT ဘုမအချက်ဆုံးသူရဲ့အထုပ်ပတ်တိဆိုတော့ကျွန်တော်မျော်လင့်နေတဲ့ဇာလန်တွေလာပါတော့မယ်ခင်ဗျာဟုတ်နေကောင်းသားပြီလားဆိုတော့ကောင်းပါတယ်ခင်ဗျာကျွန်တော်အကျိုးစားပြီးအပို့ပြီးတော့နေကောင်းနေနေပါတယ်နေနေပါတယ်အဓိကတော့ကျွန်တော်ဒီကြားထဲမှာ ဟို strat တွေလည်းများတယ်နောက်ထပ်တစ်ခုကကြတော့ဒီပွဲတွေကလည်းကျွန်တော်ပွဲတက်တွေရောရိုက်ကူးရေးတွေရောဇလန်တွဲတွေရောဝင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်ကို view မဆိုင်မိပဲနဲ့ကျွန်တော်အဲ့မူလဲတဲ့နေရာဆိုကျွန်တော်အချိုတက်ဆေးရုံရောက်သွားတယ်ပေါ့နော်ဆေးရုံရောက်တဲ့အခါမှာအချိုတက်တော်တော်နည်းသွားတယ်ပြီးတော့ကျွန်တော်ကျွန်တော်နဲ့တသက်နဲ့တကူမှာကြတော့ကျွန်တော်ကသူတွေးလို့ဆိုတာအဝေးကြီးပေါ့နော်အဝေးကြီးကျွန်တော်ကတွေးကြတဲ့လူမျိုးဒါပေမဲ့အဲ့ဒီနေ့မှာကျွန်တော်တွေးတွေပါတိုးနေရပေါ့နော်အဲအဲ့တော့ ဒါကတော့အမှတ်တရပါပဲအခုနောက်ပိုင်းကတော့ကျွန်တော်ပွဲတွေရှိရင်လည်းကျွန်တော်ဟိုထမင်းစားမိအောင်ကိုယ့်ကိုယ်ကိုကျမကြီးကိုဘော်ဘီကျူးဆိုင်ဖြစ်နေပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအဓိကကတော့တချင်းဆိုပြီးမှမူလဲသွားရဆိုပြီးပြောကြတဲ့သူတွေကတော့ကျွန်တော်ကတော့မမတော့မပြောချင်ပါဘူးဘာလို့လဲဆိုရင်ဒီမူလဲတယ်ဆိုတာလည်းကိုယ်ကိုယ်တိုင်လည်းမထင်မှတ်ထားပဲနဲ့ဖြစ်တဲ့အရာဆိုတော့လေအကုန်လုံးမြင်တဲ့သူတွေကတော့ကျွန်တော်ကိုမကောင်းပြောတဲ့သူတွေလည်းရှိတယ်အကောင်းပြောတဲ့သူတွေလည်းရှိတယ်တကယ်မူလဲဘူးတဲ့သူတွေဆိုရင်ကျွန်တော်ကိုကိုချင်းစာပြီးတော့လာပြီးတော့အားပေးကြတဲ့သူတွေလည်းအများကြီးရှိရပါတော့ဘာလို့လဲဆိုမူလဲတယ်ဆိုတာကို တချို့ကဖြစ်စေခြင်းတွေဟာဟိုကျွန်တော်ကွန်မန့်လေးတချို့ကွန်မန့်လေးဖတ်ရတယ်ဗောနော်ဖတ်ရတဲ့အခါမှာတချို့ကဘာဖြစ်စေခြင်းလဲဆိုတော့ step by step ဖြစ်စေခြင်းတာဘူးလဲတော့ဥပမာနည်းနည်းလေးရိုင်သွားမယ်နည်းနည်းလေးဒူးလေးထောက်လိုက်မယ်ပြီးပြစ်လဲလိုက်မယ်ဟာပြီးရင်လုံးဝသတိတွေလစ်သွားမယ်အဲ့လိုဖြစ်စေခြင်းတဲ့သူတွေအများစုတွေ့ရတယ်ဗောနော်ဒါပေမဲ့အဓိကမူးလဲတယ်ဆိုတော့ကိုကိုတိုင်းလည်းမသိထားဘူးဘယ်လိုပြောရမလဲချွတ်တင်ပြင်ဆင်လို့ရတဲ့အရာဆိုမူးမလဲအောင် view ဆိုင်မှာဗော အခုစားကြတော့အခုကိုတိုင်လဲဟိုတရုပ်ဆောင်တယောက်ဖြစ်တယ်နောက်ပြီးဇက်ကားတွေတဲမှာလည်းမြင်ဘူးတယ်တချို့ကကြောက်ဇက်လန်းတဲ့အတိုင်းကျွန်တော်မူလဲစေချင်တာမူလဲစေချင်တာနည်းနည်းလေးရိုင်မယ်ဘေးကဟာလေးတွေကိုကိုင်မယ်အဲ့လိုတွေဖြစ်စေချင်တာဒါပေမဲ့ဒါကကြတော့မူလဲတဲ့အခါမှာလဲကိုကိုတိုင်လဲဟိုဒီတတိပြန်လဲတဲ့အခါမှာအရန်နဲ့လျှော့ရသွားတယ်လျှော့ရသွားတယ်ဆိုတာကျွန်တော်တတိရနေတဲ့အချိန်မှာကျွန်တော်လူတွေဘေးနားနေဝိုင်းထုထားပြီထုထားပြီကျွန်တော်မျက်လုံးက water တားမြင်နေတဲ့အချိန်မှာကျွန်တော်စကားတောင်ယင်ကြတာ မျက်လုံးဝါတက်တာပဲရှိတယ်စကားဆိုင်ရင်ကြတာဘာကြားလဲဆိုကျွန်တော်ခြေပြားလက်ပြားတွေကတ်ပြီးအေးကုန်ပြီးနောက်ထပ်တစ်ခုချွေးတွေပါတစ်ခုလုံးရွှဲကုန်ပြီးဆိုတဲ့အချိန်မှာကျွန်တော်တွေးလိုက်တာငါဖျားတရားမှတ်ရမယ်ဘာလို့လဲဆိုငါတေးပြီငါတေးပြီတေးပြီးသွားရင်လည်းဟိုလူတယောက်ကအယူကောင်းမှုလိုတယ်လေနော်အဲ့ကြားထဲမှာစိတ်ညစ်စရာဆရာတွေ stress တွေများသွားရင်ကိုပဲကိုကိုတိုင်းပဲငရေရောက်မှာပေါ့နော်အဲ့တော့ငါတေးပြီးတေးတော့မှဖြစ်တဲ့အတွက်ငါလူပြောမလဲကောင်းတဲ့အယူလေးယူရမယ်ဆိုတော့အတွေးကိုချက်ချင်းဝင်လာ ချက်ချင်းဝင်တဲ့အချိန်မှာဘေးကလူတွေကကျွန်တော်ကိုရက်ရက်ခတ်ပေးကြတယ်ရေတွေတိုက်ကြတယ်အများကြီးပဲပြီးကြရမှာတဖြည်းဖြည်းနဲ့ကျွန်တော် stable ဖြစ်သွားကြမှာကျွန်တော်ရင်ဘတ်တွေဆိုရမ်းတုံတယ်အဲ့ဒီအချိန်မှာဘာလို့လဲဆိုတဏီကောင်ကလည်းထမင်းမစားထားဘူးပွဲတွေကလည်းရှေ့မှာဆိုရင်ကျွန်တော်မနက်ပိုင်းဆိုရင်ဟိုကျွန်တော်ဆန်းလန်တွေရိုက်တယ်နေ့လယ်ပိုင်းဆိုရင်စိတ်ဆိုင်ပွဲတက်ညနေပိုင်းကျတော့အဲ့ဒီငလျင်ပေးတဲ့အတွက်အလူကံပေါ့နော်အမှားတယ်ကျွန်တော်တတိပြန်လဲတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်နောက်တစ်ခုဘာတွေးထားလဲဆိုကျွန်တော်တာဝန်ယူထားတဲ့အလုပ်မပြီးသေးဘူး ကျွန်တော်ပြဆက်ကရသေးတယ်။ညဆက်ကတဲ့အခါမှာငါတယောက်ဒီနေရာမှာပြုတ်လုံးကကိုပါမဖြစ်မှာဟိုကို့အတွက်နဲ့တခြားသူတွေအနောက်ဆက်ဖြစ်မှာစိုးရိမ်နေတဲ့အတွက်ကြောင့်ငါရအောင်ကမယ်ဆိုပြီးတော့ အဲ့ပြီးတော့လဲကျွန်တော် ကကလိုက်တယ်ကပြီးကမှဒါလူကပြစ်လဲသွားတာပေါ့နော်ပြစ်လဲပြီးကမှဟိုကျွန်တော်စေးုံရောက်သွားတယ်စေးုံရောက်တဲ့ခါမှာကျွန်တော်တို့ချို့ကပြောကြတယ်စေးုံဖက်ရှင်မိုက်စားနဲ့သွားတယ်ပေါ့နော်စေးုံမှာကျွန်တော်ကဂျင်းဂျက်ကင်ဝမ်းဆက်နဲ့သွားတာအမှန်တကယ်တော့ကျွန်တော်ပြားဆက်ကတဲ့ဥပစုံပဲတညလုံးကျွန်တော်ဝတ်စားတော့မလဲနိုင်ဘူးမှတိုင်းပြောရရင်စင်းုံသွားတဲ့ခါမှလည်းကိုယ့်ကိုလှချင်တဲ့စိတ်လည်းမရှိဘူးစတိုင်မိုက်ချင်တဲ့စိတ်လည်းမရှိဘူးချို့ကြောက်ဆက်စီကြကြလေးတော့မှဝတ်ထားတယ်လို့ပါတော့အဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်ကအဲ့ဒီပြားဆက်ထဲမှာကျွန်တော်ကဟိုဘယ်လိုပြောမလဲ ဟိုအာဘယ်လိုပြောမလဲတယောက်နဲ့တယောက်ချစ်ကြိုက်တဲ့အခန်းမှာကျတော့သူ့ကာရိုက်တာနဲ့မိအောင်ကျွန်တော်ကျွန်တော်ဝတ်ထားရတာဝတ်ထားရတဲ့အဲ့ဒီဝမ်းဆက်နဲ့ပဲကျွန်တော်စေယုံရောက်သွားတဲ့အတွက်သူကကျတော့အဝတ်စားကို fashion မိုက်မိုက်လဲပြီးတော့မူလဲတော့အဖြူပေါ့ fashion မိုက်မိုက်လဲပြီးတော့စေယုံရောက်သွားတယ်ဘာညာပြောကြတဲ့အပေါ်မှာလဲကျွန်တော်ကတော့ဟိုဘာမှတော့ဟိုမဖြစ်ရှင်းချင်ပါဘူးအပြစ်လည်းမပြောချင်ပါဘူးဘာလို့လဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကလည်းအခုတစ်ခါမူလဲသွားတဲ့အခါမှာတန်ဝေကလည်းအများကြီးရတယ်နောက်ထပ် ဟိုကိုတွေ့ကြုံရတဲ့အရာတွေပေါ်မှာလဲကိုကိုတိုင်လဲအသည့်တရားတွေအများကြီးရလာတဲ့အတွက်ပေါ့နော်အာတချို့နေရာတွေကျရင်အများကြီးတိုင်းလေးကြည်နေတာပိုကောင်းပါတယ်ခင်ဗျာဟုတ်အာအဓိကတော့ attention ရှာတယ်ဆိုတာကကြတော့ဟိုဘယ်လိုပြောမလဲရှာဘူးတဲ့သူတွေကတော့သိမှာပေါ့နော်အာတချို့ဆိုရင် ဟို attention ရှာတာတွေလည်းအများကြီးကျွန်တော်တို့လည်းမြင်ဘူးတာပဲဒါပေမဲ့ကျွန်တော် attention ရှာရင်ဒါမျိုးနဲ့တော့မရှာဘူးချက်ချင်း home time ဆိုရှာပလိုက်လို့ရတဲ့နေရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော် attention ဘယ်တော့မှမရှာဘူးကျွန်တော်ဒီအမှုပညာဒီနေရာပိုင်သက်ဆိုတာဖြစ်ဖို့အတွက်ကိုလည်းအားလုံးကြည့်ကြည့်ပါကျွန်တော် step by step ကိုကိုကိုရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ပဲကျွန်တော်ဒီအမှုပညာလောကမှာဆိုရင်လည်းတိတိကျကျအခြေခံကနေစပြီးကျွန်တော်စူးစမ်းရလေ့လာရတင်ယူရအဲ့ဒီကနေပြီးတော့မှကျွန်တော် ဟိုဒီအဆင့်ဒီနေရာအထိကိုကျွန်တော်စူးစမ်းနေတာပေါ့နော်အများကြီးလဲစူးစမ်းဖို့လိုပါသေးတယ်ခင်ဗျာဟောခဲ့ပါခင်ဗျာဟိုအားလုံးပဲကျွန်တော်ဇလန်လေးလာရင်လဲအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဒီနေ့ကတော့မမဆောင်ရဲ့ဝင်နေလေးပေါ့နော်မမဆောင်လဲ happy birthday ပါဟိုကျမ်းမာတက်ရှိပါစေလို့ဆုမောင်းတောင်းပါတယ်ခင်ဗျာ